လက်လက်ပေါ်ဆီရှိနေတာဒီလိုဒီလိုဒီလိုပြစ်ပြီးတော့အေးအဲ့ဒါဆောက်ထားအေးဟေးလက်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 ရမက်ဆိုတဲ့ဇလန်းတွဲကတော့တစ်ချက်ကြည့်တာနဲ့လဲစိတ်ဝင်စားဖို့ကောင်းတယ်ဇက်အိမ်ကတော့ ချစ်ချင်းမေတ္တာနဲ့စိတ်ခံစားမှုတွေကိုအခြေခံထားတဲ့ဒရာမာဇာတ်လမ်းမျိုးပဲမင်းဆက်ကောင်တယောက်ဟာအတိတ်ကအမှားတွေကိုတဖြည်းဖြည်းပြန်ကြုံရပြီးတခါတလေအမှန်တရားနဲ့ရင်ဆိုင်ဖို့လိုလာတယ်။မျောလင်းချက်အပြစ်မှုနဲ့ပြန်လည်ကောင်းမွန်ဖို့စ조사မှုတွေကိုလည်းအပြည့်အဝဖော်ပြထားတယ်။ဇာတ်လမ်းရဲ့မူကတော့ရိုမန်တဖြစ်တာနဲ့အတူစိတ်ကူးရင်ဆန်ဆန်နဲ့မီလန်ဟိုလစ်ဖြစ်တတ်တယ်။အချို့နေရာတွေမှာလဲစိတ်ကိုအနှဲငယ်နာစေသလို တချို့နေရာတွေမှာတော့အဲ့ဒါပဲလေဘဝဆိုတာဒီလိုပဲဆိုပြီးခံစားစရာရှိသွားတတ်တယ်။တရုပ်ဆောင်တွေကတော့အတစ်တွေပါဝင်နေပြီးတချို့ကလည်းပရိသတ်တွေအကြိုက်ကြတဲ့မင်းသားမင်းသမီးတွေလည်းပါတယ်။အဓိကကတော့တရုပ်ဆောင်မှုအကောင်းကြောင့်ပရိသတ်အများပြားနဲ့ခေစားမှုဖြစ်နေတယ်။အချို့သူတွေအတွက်ရမတ်ဆိုတာကစစ်မှန်တဲ့ချက်ချင်းကိုရှာဖွေနေတဲ့သူတွေအတွက်အပြန်အလှန်တန်ဖိုးရှိတဲ့ဇလန်းလို့ပြောလို့ရတယ်။